ီနှစ်ဇူလိုင်လ29ရက်နေ့မှာတမိချောင်းနေပြပါသည်ကြောက်ပြန်မှာတနခါသွေးနေသောဝဝပုံပုံတမိကလေးကိုကြည်ရင်လွန်ခဲ့သော6နှစ်ဇူလိုင်လကို ကျမတတိယနေခဲ့ပါ၏ထိုစဉ်ကကျမတို့ ARI မြက်ကန်းကကန်တော်ကြီးအနောက်ချမ်းအင်အားခေါ်သည့်မြင့်မြတ်နာပြူတိုက်ခန်းတွင်မှနေခဲ့ကြသည်ကျမတို့အင်နာဝန်အစကတိုက်ခန်းကားနေခဲ့ကြတော့လေနောက်တော့ ဇနီးမောင်နှံစာမူကားကလေးတွေစုကားဆောင်ကားဖြင့်ကိုပိုင်တိုက်ခန်းဝေဖြစ်ကြသည် အခန်းဆယ်ခန်းတွင်လေးတဲ့တိုက်ဤအပေါ်ဆုံးထက်ဆိုတော့အေယာရီမြစ်ကိုစီး၍မြင်ရသည်ဇူလိုင်လဆိုတော့မြစ်ရီတွေကမြစ်ကဘာထိုက်မောက်မောက်ကြီးရှန်နေသည်ဘယ်ချိန်များတာယူကြိုးလိမလဲစိုးရင်ရလောက်အောင်ထူးထူးကဲကဲမြစ်ရီတွေတိုးတည်နေဖြစ်သည်ပုံမှန်တိုင်းဆိုလျင်မြစ်ကတာယူလမ်းမနှင့်တော်တော်ဝေးသည် မျက်ရည်တွေတိုးလာလို့လည်းမဟုတ်ဘူးမိဒီလိုပဲနှစ်စင်ဝါဇူဝါကောင်ဆိုလျင်မျက်ရည်ကတရိုးကိုခေါင်းဝင်ခွင်နေကြသို့တော့ထိုနှစ်2004ခုနှစ်ရေတိုးပုံကကန်းဦးစားတုတ်တိုက်တိုးခြင်းဖြစ်၏တရိုးလမ်းမနဲ့တစ်ဆက်တည်းရေကင်းနေချာတဲအိတ်တေကနောက်ထပ်နည်းနည်းသာတိုးလျင်တရိုးကိုရေကြော်ယုံမယ်ကျမမလည်းမပေါ့မပါခြင်းနဲ့ တာယိုးကျူးလျင်လေးထက်တိုက်ပေါ်ကအစင်းပြေးဖို့ပင်မလွယ်သည့်အဖြစ်တချို့အစိုးရင်လွန်သူတို့မြင့်နဲ့ဝေးရာကိုပြောင်းချရွှေ့ချဖြစ်နေတာကလည်းကျမမျက်စိအောက်မှာပင်မြင်နေရသည်မင်းဝင်တောင်တန်းကြီးနှင့်ထိဆက်နေသောမြင့်ရည်ပင်ကြဲကြီးကိုမြင်မောရင်ကျမစိုးရိမ်နေမိခဲ့တာလေအမှန်ပင်အမေရင်ပြောင်းနေရရင်ကောင်းမလားမထူးပါအမေရင်ကလည်းမြေကဘာမီးတင်းဆိုတော့ ဖြစ်လာလျင်လွတ်စရာမရှိဒီလိုအချိန်မှာပင် ကျမမွေးဖွားရမြင့်ရဲ့ရောက်လာခဲ့သည်နန်းတော်ဆေးရုံကြီးမှာတမီးကိုမွေးခဲ့သည်ဆေးရုံမှာကျမဆယ်ရက်ကြာနေခဲ့ရသည်ဆေးရုံကဆင်းလာတော့လည်းရည်မကျခြင်းသည်မိမိတမီးမွေးတဲ့အကြောင်းပြောပြနေနေကလေးစကားတက်လာတော့တမီးကသူ့မွေးသည့်နေ့ရက်တွေအကြောင်းမေးလေရှိပါ၏ကျမတို့က ွေးပွေးကလေးမွေးတဲ့နေ့ကအစချီကပြောပြနေကြဆိုတော့တတိယတိုင်းမေးခြင်းဖြစ်သည်ဒီเจ้าများပြောရင်တမီးကမျက်လုံးကလေးဝိုင်းနေအောင်ပြူရင်နားထောင်နေတတ်ပါသည်တမီးမွေးတဲ့ရက်တီတုန်းကမြစ်ထဲမှာမြည်ရည်အများကြီးပဲမိမိကတမီးကိုဝင်ကြီးနဲ့ဆေးရုံကိုသွားနေရတာပေါ့တမီးမွေးမယ့်ညကမိမိကတမီးလေးကျမ်းမာပါစေ နေကောင်းပါစေရုပ်ချောပါစေမြင့်မြတ်နာကြရှိပါစေ ကိုလေးအင်ကဆုံးလင်းပါစေလို့ဆုတောင်းနေရပေါ့မနဲ့မိုးလင်းတော့တမီးကိုမွေးဖို့မွေးခမ်းထဲကိုဝင်ရတယ်ဒေဒီအောင်တို့ဒေဒီကြီးဦးတန်ဝင်းတို့မမီကျူးတို့ရှိတော့မမီကမကြောက်ဘူးတခြားဆရာဝန်ကြီးတွေကလည်းအများကြီးရှိတာလေဒေဒီကြီးဦးတန်ဝင်းကမမီဘိုက်ကိုခွဲပြီးမွေးပစ်လိုက်တော့ဖူဖူလေးကအငဲငဲလို့ငိုပြီးထွက်လာရောမမီကျူးကအသာကောက်ပြီးအနီးကလေးနဲ့ထုတ်ပေးတာပဲတမီးငယ်ကအငဲငဲလို့ငိုတာနော်တနာစီရလေး သူ့ကိုယ်သူတနာစရာလေးဆိုလို့ရေကြရသည်ပြောဦးအဲ့ဒါပဲပေါ့တမီးရဲ့မမီကျူကကောက်ယူသွားပြီအပြင်ဘက်မှာစောင့်နေတဲ့ပပကိုတွားပြတာပေါ့ပပကဟဲဖွေးဖွေးလေးပါလားလို့ပြောတာပေါ့တမီးကပပလို့ခေါ်သေးလားဝိခါစားဆိုတော့ဘယ်ခေါ်တာအောင်မာတော့ငင်းငင်းလို့ပဲပြောတတ်သေးတာလေတမီးကမမီနို့ဆိုတာပေါ့ဟုတ်လားဟုတ်ပါတော့တမီးကနို့ဆိုရင်မလွတ်တော့ဘူး မမေကတမီးကိုမနှုတ်ကြိုင်းလို့ခေါ်တာဒီလိုစကားမျိုးကိုမကြမကြပြောရသည်ပျော်တိုင်းလဲစိတ်ဝင်စားပါသည် သူမေးချင်တာဖောက်ဖောက်မေးတတ်သည်မျိုးလုံးကလေးတွေကတောက်တောက်ဆာဆာလူဘဝလူလောကတွေကိုသူဘလို့ရောက်လာတယ်လဲဆိုတာကို အမြဲစိတ်ဝင်စားတတ်တာကလည်းတမီးဤထူးခြားမှုပဲသူ့ကိုမနှုတ်ကြိုင်းလို့ခေါ်တာကိုလည်းသဘောကျသည်တမီးကတကယ်လဲမနှုတ်ကြိုက်ဖြစ်ခဲ့သည် လေးနှစ်တမီးတီနှုတ်ဆုံမပြေ ကလေးထုခုဆရာဝန်ကြီးဆရာဒေါက်တာဦးပေသိခင်ကနှစ်နှစ်ထိမိခင်တို့တိုက်ကြွေးပါလမ်းညွန်သဖြင့်တမိနှစ်နှစ်ရွယ်အထိကျမမိခင်တို့တိုက်ပါသည်ထို့တော့နှစ်နှစ်ပြီတော့လည်းဖြတ်မရသုံးနှစ်ပြီတော့လည်းဖြတ်မရဒီလိုနဲ့လေးနှစ်ထဲကူလာခဲ့သည်လေးနှစ်ဆိုတော့ကောင်းကောင်းသိတတ်ပါပြီငေါငေါငန်ငန်ဆူဆူပူပူလုံးလို့လည်းမရလူကြားသူကြားမရှောင်အင်ကြီးလက်တက်သဖြင့်ဆက်ရဆွာရတာလေခဏခဏ ။တမီးကလည်းမြည်ရကြရတာခဏခဏ။နှုတ်ပြက်စီချင်လာပြီ။လေးနဲ့ဆိုတော့လွန်လာပြီ။အမေကိုပြောပြတော့ငါမြေဆုပ်ပါစီအောက်ကလေးရှိတာမက်လို့ဆိုသည်။ဆရာဒေါက်တာဦးအောင်မြင်အင်လာတော့လေကလေးကအာသာရှိနေရင်တိုက်ပါ။နောက်တော့ပြတ်သွားမှာပါဟုပြောပါသည်။ดาวจ้าท่าที่ตะมี้ก็ตะยึดတော့จม้าကိုပြန်ရန်တွေ့သည်မင်းကြီးမြတ်တင်ကငါမြင်းနူးစုပါစီဤတဲ့ ဒေဒီဦးအောင်မြင့်ကလည်းဆိုပါစီဤတဲ့မိမိကိုပြောတယ်မဟုတ်လားယင်ကျမမှာစိတ်မဆိုးပဲကြိတ်ပြုံးလိုက်မိရပါ යි ကျမတို့ဇနီးမောင်နှံကိုတမီးကလေးကိုပါစောင့်ရှောက်ခဲ့ကြတော့ဆရာဝန်ကြီးဆရာဝန်မကြီးများရဲ့ကျေးဇူးကြောင့်ကျမတို့ရောကလေးပါလုံခြုံမှုရှိခဲ့တာကျမအမြဲအောက်မေ့ပါ යි ဆရာဒေါက်တာဦးအောင်ကြီးဒေါက်တာဦးတန်ဝင်းဒေါက်တာဦးဖြစ်တဲ့ခင်ဆရာဒေါက်တာဦးအောင်မြင့်ဒေါက်တာဒေါ်တီယာ စသောဆရာဝန်ကြီးများ၏မြေတားကြောင့်ကိုစိတ်နှပါကျမ်းမာရခြင်းသည် ကျမတို့မိသားစုဖို့အလွန်ထူးကဲစွာရရှိသောလက်ကြီးတစ်ပါးဖြစ်ခဲ့ရသည်ဒေါက်တာစောလာခိုင်ဒေါက်တာတင်မောင်ညွန့်ဆရာကျော်စွာထက်ဒေါက်တာစိုးဝင်းဆရာကျော်စောဒေါက်တာဝင်းမြင့်ဆရာထက်ငင်းဝီစာတော်ချစ်ခင်ရသည့်ဆရာဝန်များကလည်းမြေတားပြုကြသည်တာလာရှုမျိုးကနေလမ်း၍စောင့်ရှောက်ကြသော ဒေါက်တာဦးအောင်ကျော်မြင့်ဒေါက်တာကျော်ကျော်ရွှေဘိုဒေါက်တာကျော်ကျော်မြောင်ဒေါက်တာလင်းထော့စသည့်စာပေမျက်နှိုးကြသည့်ဆရာဝန်များကိုလည်းချစ်ခင်လေးစားရပါ၏ဒီလထဲမှာပဲတမီချောင်းနေပြီပြီတမီမွေးနေရဲ့လို့ခန်းခန်းနာနာမလုံနိုင်တော့လဲဖះကြီးကိုတွားရောက်ဘူးမျိုးရင်တအားသမျှလူတိုင်းခဲ့ကြသည်အမေကိုကြောသည်တမီချောင်းကအတန်းပေါ်တငယ်ချင်းများအဖို့ရာ ဟာရဒါနာပြုခဲ့သည် အမေစီရောက်တော့အမေကစုရီတတိကြီးပေးရှာသည် ကျမအကူမောင်တွေကမွေးခဲ့ကြသမျှအမီးတွေကို တပွေပွေတပိုက်ပိုက်ပြုစုထိန်းချနေတော့အမိခမရကျမတမိကြတော့မှအနေဝေးရတာကိုစိတ်မကောင်းဖြစ်ရှာသည်မိကြီးတတိကြီးနဲ့လာကြိုက်တာကိုငါမင်းရဲ့နုမမိကြီးကခေါ်ထားပါ၏ငါမင်းလေးကျမ်းပါပါစီချမ်းသာပါစီစာရီတက်ပါစီ ငါမီးကကန့်ကောင်းပါ၏ဆရာဝန်ကြီးတွေဝိုင်းဝိုင်းလည်နေတာညီမေတို့ကဒေါက်တာလာဖို့သူနဲ့ကြီးခဲ့ရတာသူမြင့်ကြံမှာဒေါက်တာလာဖို့သူဆိုရင်ခလင်းလူကြီးသူ့တိုင်းကကုတာပဲအပေါ့ဆိုးသဘောကောင်းကြီးအမေပြောမှတတိယသည် ကျမတို့ငငယ်ကဒေါက်တာလာဖို့သူစီတွားရမတဲ့ဆိုရင်ကျမတို့မှာမြည်ရင်နဲ့မြက်ွယ်အပေါ့ဆိုးသဘောကောင်းကြီးတဲ့အမိစကားကြောင့်ကျမမျက်စီတဲ့ဒေါက်တာလာဖို့သူကိုကွင်းကွင်းကွက်ကွက်ကြီးမြင်အောင်လာပါသည် 你看，阿宝苏州工艺。